Hello အားလုံးပဲမင်္ဂလာပါအမတို့အခုဌာနရောက်နေတာပေါ့နော်ဌာနမှာအမတို့ဒီနေ့အိမ်လေးတွေသွားကြည့်မယ်ဝယ်စားကဒီနေ့အသုံးအိမ်ပြမယ်လို့ပြောထားတယ်ပေါ့နော်အဲ့တော့အခန်းပုံစံလေးရဲ့ပြင်ဇင်းလုံးလေးရဲ့ကိုအဲဘယ်လိုလဲဆိုတာကိုအမနဲ့တူတူကြည့်ကြမယ်နော် ဒီမတော်တို့တို့အခန်းကြည့်ဖို့သွားတာတော့မောင်ဆိုင်ကယ်နဲ့ပဲသွားတယ်ဆိုင်ကယ်ကိုလည်းမောင်ဒီဌာနမှာလာချင်းပြီးငားလိုက်တယ်ပေါ့နော်ဒီမှာတော့လို့ဆိုင်ကယ်နဲ့သွားတာကပို့ပြီးတော့အဆင်ပြေရဲ့အဲကားတွေပိုင်းငားသွားလို့ရှင်ပို့ပြီးကုန်ကြစိတ်လည်းများတယ်ပေါ့နော်စကားဘာသာစကားလည်းနည်းနည်းအခက်အခဲလည်းရှိတော့ဈေးလည်းများတယ်ပေါ့နော် ဒီဌာနကကန်းချိန်မျိုးလေးဆိုတော့ပေါ့နော်အခုဟိုဘက်ချမ်းမာမြင်နေရတဲ့ဘင်္ဂလိုလေးနဲ့ကအဲ့ဒါကန်းချိန်လေးလေးပေါ့နော်သူတို့လမ်းကအဲ့လိုမျိုးပေါ့ကန်းချိန်လေးနားမှာရှိတယ်အဲ့တို့မတို့အများအမ်းဖြတ်သွားလိုက်မှာနော်ကန်းချိန်လေးလေးအဲ့လိုလှန်လှန်မြင်နေနေရတယ်ပြီးတော့တခြားသူ့ရဲ့လမ်းလေးတွေကပေါ့နော်ကိုရီစီကလမ်းနေနဲ့တော်တော်တူတယ်အဲသူတို့ရဲ့လက်ဖေးဆိုင်လေးတွေပြီးတော့အဲဖိုဆိုင်လေးတွေပေါ့နော်အဲ့ဆိုင်လေးတွေလည်းကိုရီနဲ့တိုင်ပြန်နဲ့တော်တော်လေးတူတယ်ပေါ့နော် ခုအမတို့ပထမဦးဆုံးကြီးမဲ့အိမ်ကိုရောက်ပါပြီ။သူကလေးလွာပါ။အရှိရလမ်းလေးရတော့ဒီလိုပုံစံပေါ့နော်။ဝင်ရထွက်ကတာအဆင်ပြေတယ်။လမ်းလေးရလဲပေါ့နော်။တိတ်တိတ်ဆိတ်ဆိတ်နဲ့အေးအေးကြံကြံရှိတယ်။လမ်းထဲမှာပေါ့နော်။အဲ့ဖိုးဆိုင်ပေါ့တဆိုင်တွေ့တယ်။ဒီပတ်ဝန်းကျင်ကတော့မျိုးတန်းတန်းနည်းနည်းလေးတော့ဝေးတယ်ပေါ့နော်။ဒါပေမဲ့၃မိနစ်လောက်ဆိုင်ကယ်စီးရတဲ့ပမာဏလောက်ဆိုတော့မစိုးပါဘူး။ဒီအတိုက်တွေအများဆုံးကသူမြင်းကြီးထက်မှာပေါ့နော်ဒီလိုမျိုးဆိုင်ကယ်လေးထားဖို့နေရာရှိတယ်အဲ့တော့မြင်းကြီးထက်မှာအခန်းရှိလေ ရှိထားတော့မရှိဘူးပေါ့နော်တော်တော်များများအမလိုက်ကြည့်သားသလောက်ပေါ့လိုက်ကြည့်ရသလောက်တိုက်သေးပေါ့နော်အခုအမတို့သွားကြည့်မယ့်အခန်းကလေးလွာမှာသူကနှစ်ခန်းပေါ့နော်အလေးအတက်လွာမှာနှစ်ခန်းရှိတယ်ဒီတိုက်မှာတော့အမတို့ဓလေကမပါဘူးပေါ့နော်ဒီအတိုက်တွေတော်တော်များများမှာဓလေကပါတာများတယ်ဓလေကပါတာဆိုလို့ရှိရင်တော့ဈေးလေးကနည်းနည်းရှိတယ်ပေါ့နော်ဓလေကမပါလို့ရှိရင်ဈေးလေးကပိုသက်တာတယ်ဒီခန်းတော့အမတို့ဈေးနှုန်းက5.5မီလီယံပြောတယ်ပေါ့နော် ။အမတို့လိုချင်တဲ့ခန်းကတော့ one bedroom လောက်လိုချင်တာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ချက်ကပြုတ်ကအဆင်ပြေအောင်နေရထိုင်ရတဲ့အဆင်ပြေအောင် one bedroom လောက်လိုချင်တယ်။ပြီးလို့ရှိရင်ဝရဏလေးပါချင်တယ်ပေါ့နော်။အဲအဲ့လိုမျိုး one bedroom အခန်းကန်ပါတာတို့ဝရဏပါတာဆိုလို့ရှိရင်ဈေးဖို့ကြီးရလို့ပြောတယ်။အခုဒီခန်းကဝရဏတော့ပါတယ်။ဒါပေမဲ့သူ့ဝရဏကြီးကအနောက်ဘက်ကိုလှည့်နေတဲ့ဝရဏကြီးဖြစ်နေတယ်။အခန်းလည်းပါတယ်။ဒါပေမဲ့အခန်းကန်တဲ့ပုံစံကြီးမကြိုက်ဘူးပေါ့နော်။ အဲမကြိုက်ဆုံးကတော့သူ့အပေါ်မှာစီလင်ပေါ့ဒီလိုပုံစံနေဖြစ်နေတယ်ပြီးလို့ရှိရင်အခန်းအနှံ့တက်ကြရလည်းမကောင်းဘူးပေါ့နော်အဲဘာဖြစ်လို့မကောင်းတာလဲဆိုတော့တဲ့အရင်နေခဲ့တဲ့လူကပေါ့နော်ခွေးနဲ့နေွားလို့လို့တော့ပြောတာပဲခန်းကတော့မဆိုဒါပေမဲ့အနှံ့တက်မကောင်းဘူးပြီးတော့အေးညနေကျကဟာကြီးကအဆင်မပြေဘူးထင်တယ်ဘေးဘီဘလို့ထင်တယ် ီမှာနောက်ထပ်အင်္ဂါလို့ရှင်သဘောကျတာတခုကဒီလိုမျိုးပကံလေးတွေပေါ့နော်တောက်ရိုက်ခွဲလေးတွေတခါတည်းပါပြီးသားတော်တော်များများပါပေါ့နော်ပြီးလို့ရှင်ကြတော့အမားတို့ဒီလိုအိုးတွေအဆက်တလိုက်တွေလည်းပါပြီးသားပေါ့နော်အားလေးရတော်တော်လေးအဆင်ပြေလို့ခံစားရတယ်ပြီးရင်တချို့နေရာတွေမှာပေါ့နော်အခုလိုမျိုးရေနွေးအိုးပြီးရင်ထမင်းပေါင်းအိုးပေါ့လည်းတခါတည်းပါပြီးသားဆိုတော့ပေါ့နော်အမားတို့တလာပဲနေမယ်လို့အတွက်ကကြတော့အရင်အရန်အဆင်ပြေတာပေါ့နော်ဘာမှထပ်ပြီးတော့ဝယ်ကြမလို့အကုန်ပါပြီးသားဖြစ်တဲ့အတွက်ပေါ့ ်ပြီးရင် microwave လည်းပါတယ်ရေကတိတာလည်းကြီးတယ်ပေါ့နော်ဒီခါတော့မတော်မချယူပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ lighting တွေရောပြီးလို့ရှင်အနက်သက်တွေရောပေါ့နော်အခန်းပုံစံလေးတွေကိုလည်းမချယူဘူးပေါ့နော်โอเคဒါဆိုလို့ရှင်နောက်တစ်အိမ်သွားကြည့်ပါမယ် တယ်လို့မျိုးပဲနော်ဒို lobby တွေပါနည်းနည်းတက်တက်ရရှိတယ်ပြောလမ်းမကြီးပေါ်မှာတမစတူဒီယိုခန်းလို့ပြောရမလားမင်းကြိုက်တယ်ဒါပေမဲ့ချက်ထားလို့မရဘူးချက်ထားတယ်လာလောင်းနေနိုင်တယ်ဆိုလို့ရဒီမှာချက်တော့ချက်မှာပေါ့ဟဲ light light ဟာလေးတွေချက်ရမှာပေါ့ ီခန်းတော်မတို့ဒီဟိုတယ်နဲ့တွဲပြီးဖွင့်ထားလို့ပြောမှာပါเนาะ resident apartment မှာအလိုမျိုးပြောရမယ်ဒီမှာ service တွေပါတယ်ဝင်ပေးရလို့လို့ပြောရတယ်အမတို့ဒီလိုမျိုးဟာဟောပေါ့เนาะ single mother နေခဲ့ဘူးလေအဲပထမတော့ဘာမှမဖြစ်ဘူးထင်ပေမဲ့နောက်ပိုင်းကျတော့လူဝင်ထွက်များပြီးတော့ပေါ့เนาะခဏခဏအလိုမျိုးဟိုတယ်ပုံစံမျိုးနေနေရတာမကြိုက်ဘူးပေါ့เนาะဒါကြောင့်မလို့ဒီခန်းကိုလည်းတိတ်ပြီးတော့မကြိုက်ဘူးအခန်းတော့မြင်နေရတဲ့အတိုင်းပဲဒီမှာပေါ့နည်းနည်းတော့ဟောင်းတယ် lighting လေးလေးတိတ်ပြီးတော့မကောင်းဘူးပေါ့နော် ပြီးတော့အခုဒီမှာ do bad ပေါ့နော်အဲအဲ2ခု800ခုရှိတာလေဒါက sample အခန်းပြတာပေါ့နော်အမအတကယ်သူတို့ငားမဲ့အခန်းကလူနေနေတာမို့လို့အမတို့ဒီခန်း sample လေးပြတာပေါ့နော်သူပြောတော့4ရောက်တူပုံစံတော့အတူတူပဲပေါ့နော်ဒါပေမဲ့ဒီ basin နေရာလေးမှာတော့ kitchen လေးပြောင်းရမယ်ပေါ့အဲ့တော့အမတို့ချက်လို့ရတယ်ပေါ့နော်ဒါပေမဲ့ဘလို့ပဲချက်လို့ရတယ်ပြောပြောပေါ့နော်ဒီလိုပုံစံကြီးနေရတော့အဆင်မပြေဘူးလို့ထင်တယ်ပြီးရင်ဒီ budget ပေါ့နော် budget ကြီးလည်းမကြိုက်ဘူးပေါ့ ဒီပရင်ပေါက်ကနေတော့မအားတို့အောက်ကိုလမ်းမိကြည့်လို့ရတယ်ဒါပေမဲ့ပရင်ပေါက်ကလည်းအခြေကြီးဖွင့်လို့မရဘူးပေါ့နော်အဲတထွာလောက်ပဲဖွင့်လို့ရတယ်အဲ့တော့အင်းကြီးပိုင်းလမ်းမယ်ဆိုလို့ရှိရင်လည်းတိတ်ပြီးတော့အဆင်မပြေလာဘူးပေါ့နော်အခန်းကြီးကအလင်းရောင်တိတ်မရဘူးပေါ့နော်ဒါပေမဲ့ဖာနီချာတွေပါတွေပေါ့အခန်းကျယ်ဝန်းလေးရတော့တော်သူကျယ်တယ် မတို့ကြီးခဲ့တဲ့အခန်းကဟိုတယ်ပုံစံမျိုးဒါပေမဲ့အခန်းကြီးကိုမကြိုက်ဘူးသူ vibe လည်းမကြိုက်ဘူးမောင်စင်မောင်အဲ့လိုမျိုးဟိုတယ်ပုံစံမျိုးနေခဲ့တာပေါ့နော်လူဝင်ထွက်များပြီးတော့အဲ့လိုဟိုတယ် vibe ကိုမကြိုက်တော့ဘူးပေါ့ဒါပေမဲ့ဒါလေးကမစိုးဈေးနှုန်းလည်းတက်တာလေ quite quite nice မီလီယံပေါ့တော့တခြားခန်းတွေလည်းစားလို့ရှိရင်ဒီမလို့နောက်တော့တခန်းတော့ကြည့်လိုက်ပြီးရင်သူ့မှာဟိုမရှိဘူးဒီကအဝတ်တွေလမ်းဖို့အတွက် brander မရှိဘူးဒင်းပေါက်လေးပဲရှိတယ်ပြီးရင် pack ကြီးတွေကနည်းနည်းလေးစုံနေတယ်ပြီးရင်သူတို့ရဲ့ rain decoration လည်းမကြိုက်ဘူးပေါ့နော် non decoration လည်းမကြိုက်ဘူး အဲ့တော့ဟိုမှာတခန်းသွားကြည့်မယ်အဲ့ဒါတော့နည်းနည်းလေး CD ဆန်တာနဲ့တော့ဝေးရလို့ပြောတယ်လေဒီဗုဒ္ဓဆိုပရင်မဲတော့ရှိတဲ့နေရာနားဝလို့ပြောတယ်အခုမှကစီမှာပေါ့နော်သူ့ဝေးထဲမှာတော့စိုင်လေးတွေရှိတယ်လမ်းမကြီးပေါ်မှာရှိတယ်ရှစ်တက်တယ်ဘုမားလည်းစိုင်လေးရှိတယ် ော့ lighting လေးတော်တော်ကောင်းလဲတော်တော်လေးလဲကျဲသေးပေါ့နော်ဒါပေမဲ့သူ့မှာကြတော့အောက်ကပတ်ကြီးမခင်တော့ဘူးပေါ့ရွှေပြားနဲ့ဆိုတော့အမတော့အများရန်ဖက်နေတော်စီးနေရမှာပေါ့နော်ကျမတို့လည်းလည်းမင်းချင်းတို့ဘူးလို့တော့ထင်တယ်ဝရဏာလေးလည်းပါတယ်ပေါ့နော်ဒီဝရဏာမှာအင်းကြီးပါလမ်းလို့ရှင်လည်းအဆင်ပြေတယ်။ဒါပေမဲ့အမတို့ဝရဏာကိုထွက်တဲ့အချိန်မှာဒီပင်လဲစားပုံနဲ့လည်းလို့ညီနဲ့လည်းလို့ရတယ်ပေါ့နော်။အဲအဲ့အနေကြီးရတော့အဆင်မပြေဘူး။ ှိလားမရှိဘူးပြသူကရေချိုးကလည်းမှန်နဲ့မကာကားဘူးလေဆိုတော့အမ်ရေချိုးလို့ရှိလို့ရှင်တော့ toilet တွေပါတယ်နည်းနည်းရေ drainer တွေပါတယ်နည်းနည်းအဲ့ဟာတော့ရှိတယ်နည်းနည်းဒီကောင်းထဲရဲ့ဟာတော့နည်းနည်း raw ဖြစ်တာပေါ့အဲ့မဲ့ကြည့်တယ်ထင်မှာဒါကမဆိုးဆုံးမရဲ့ဒီခန်းကတလားဟို6.5 million lighting လည်းကောင်းတယ်ဒါပေမဲ့အဲ့ ဒီသူဝရဏဖတ်လို့လို့ရှိရင်သူ့အနံ့လေးကနည်းနည်းရတယ်စီဖူအနံ့လေးစီဖူမှာနည်းနည်းလေးညီးတဲ့အနံ့လို့လို့ပါလို့အတတတန်အနံ့လို့လို့ရတယ်ပြီးရင် floor ကကြောက်ကြောက်ပြားကြီးပဲဘာကိလေးဆိုကိုကောင်းရေစခန်းကြီးရတော့မှန်နေကုန်လို့ပါရတဲ့အဆင်မပြေဘူးညာပြီးရင် sofa ထိုင်ဖို့ကထမင်းစားသပွဲပဲပါ sofa လည်းမပါဘူးနောက်ပြီးတော့ လောလောဟိုကလည်းလုံးစပွဲလေးလည်းမပေါအောင်အဲ့တော့ဒီခန်းတော့သိမကြိုက်ဘူးမောင်တော့တက်တက်ချီပြီးတော့လုပ်နေတော့ဘောနော်ဒါနဲ့ဆိုဆိုရှင်မောင်ကျဆုစုပေါင်း၃ဖက်ရှိပါ၃ဖက်သလုံးတော့သိမကြိုက်ဘူးဒီမှာဒေတာမီရတခုကတော့သူတို့ kitchen appliance ပေါ့အကုန်ပါတယ်ရောဒီသမီးဒီလို internship ကတော့ပြီး old ပကံတော့ပါဘူးအကုန်ပါတယ်အားလေးတော့သဘောကျတယ် ခဏလေးပဲနေမယ်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်။အမားတို့ကတော့ဒီမှာတလာပဲအရင်နေမှာပေါ့။ဒီတမပြောဒီနေ့လေးမှာဒီပတ်ဝန်းကျင်ဆိုကဲပြီးပဲနေနေပေါ့။စီးလည်းပိုတက်တာရဲအစားအသောက်လည်းပိုတက်တာလည်းပေါ့။အဲ့အနံ့လေးနဲ့တော့တခုပဲ။အဲ့အနံ့ရင်တော့တင်းချိုင်း ဒါတော့မှနောက်နောက်ဆုံးချင်းရဲ့တိုက်ပေါ့နော်ဒီမှာတော့မှတို့ချင်းတိတိလေးရဲ့ပြင်ရေခုခံတိတိလေးရဲ့ပါတယ် list လေးလည်းပါတယ်ပေါ့နော်တိုက်ကလေးကအစ်စ်ပုံစံမျိုးလေးပေါ့နော်တိတိလွယ်လွယ်နဲ့ညာညာအိုင်လည်းအလိုပဲခံစားမယ်လင်းလင်းရှင်းရှင်းနဲ့တတ်တတ်ရဲ့လို့ခံစားရနော်ဒီမှာကြီးပါကင်လေးလည်းကြည့်အစ်စ်တယ်နဲ့ဆောက်ဟာအင်းအစ်စ်နဲ့ရတယ် အခုလောလောဆယ်မော်နော်အဲ့ဒီခံမနေနေလို့ရှိနေတာမို့လို့အမတို့ဒီတိုင်းပဲဝင်ကြည့်လိုက်တယ်ဗီဒီယိုတော့မြိုက်ခဲ့ဘူးပေါ့နော်အာနဲ့အမလည်းအင်ကြီးလမ်းမှုနေရာမရှိဘူးအာနဲ့ဘမသွားလန်းလဲလို့မေးတော့ပေါ့နော်လက်ရှိနေတဲ့လူမေးတော့အဲ့ root of ကအပေါ်ထဲမှာသွားလန်းတယ်လို့ပြောလို့ပေါ့နော်အမတို့ root of ကိုတက်ကြည့်ရယ်ပြီးလို့ရှိရင်ဒီတိုင်းမှာပဲပေါ့နော်နောက်ထပ်တခံသူထပ်ပြပေးမယ်လို့ပြောတယ် ခုပြမဲ့ခန်းကတော့သူက9.5မီလီယံပေါ့နော်ခုနလူနေတဲ့ခန်းလူလက်ရှိနေတဲ့ခန်းကတော့7.7မီလီယံလို့ပြောတယ်ပေါ့နော်။ကွာဝါတာကတော့ဒီဝရဏပါရနဲ့မပါနဲ့ပဲကွာဝါလို့ပြောတယ်။အခန်းလေးကဝင်လိုက်ကလေးဟိုပါပေါ့နော်။အနန္တလေးလည်းကောင်းတယ်ပြီးလင်းလင်းချင်းချင်းလေးလည်းရှိတယ်။သူ decoration လေးပေါ့နော်တသက်ရရနေပေါ့။အမတော့ဝင်ဝင်ချင်းသဘောကျတယ်ပေါ့နော်။ ြီးရင်ဒီမှာသူသူ့ရဲ့အခန်း structure လေးကလည်းတော်တော်လေးအဆင်ပြေရဲပေါ့နော်။ဒါပေမဲ့ဒီအခန်းကျတော့အမတို့ budget နဲ့နည်းနည်းလေးကျော်နေတယ်ပေါ့နော်။အမတို့က under 8လောက်ပဲစဉ်းစားထားတာဆိုတော့အခုက9.5ဆိုတော့နည်းနည်းလေးများနေတယ်။ဒါပေမဲ့အမတို့ခုနလူနေတဲ့အိမ်နေရာပေါ့နော်။လူနေတဲ့အခန်းကိုကြီးတတ်တဲ့ခါကျတော့အဲသဘောကျတယ်ပေါ့။အဲ့မှာအဒီခန်းနဲ့အိမ်ခန်းနဲ့ပါကွာလဲဆိုတော့ဝန္ဒနာပါတာရယ်မပါတာရယ်ပြီးအခန်းကန်ထားတာရယ်ပေါ့နော်။ဒါလေးပဲကွာတယ်ဆိုတော့အမတို့ခုနလူနေတဲ့ လက်ရှိလူနေနေတဲ့နေရာလေးပေါ့နော်အဲ့အခန်းလေးပဲယူပြီးဖို့များတယ်ဒီကောင်းလေးကလင်းလင်းရှင်းရှင်းလေးရှိပါမယ်ဒိုင်းနေတည်ပါဘူးခွေးခွေးပါပါပြီးသားမပြပါဘူးတော်ရင်ညာ Okay ဒါဆိုလို့ရှင်တော့ဒါကဌာနန်းမှာရှိရပါတော့သူအခန်းစင်းလုံးလေးတွေရဲ့ပြီးအခန်းပုံစံလေးတွေရဲ့ပေါ့နော်အမအိုဒီနေကြီးခဲ့တာ၄ခန်းပေါ့ ဒီဌာနမှာဆိုလို့ရှိရင်တော့အမအလို foreigner တွေအတွက်ပေါ့နော်အိမ်ကားမယ်ဆိုရင် formillion စရလို့တော့အမတို့ agent ပြောတယ်ပေါ့နော်အိတ်ထက်နေတာလည်းရှင်းရှင်းမှာပေါ့သူစီမှာတော့ formillion ကစရလို့ပြောတယ် okay ဒါဆိုလို့ရှင်တော့ blog လေးရတော့ဒါပါပဲအမောက်လက်ရှိ VNN မှာရောက်နေတဲ့အတွက် VNN content လေးတင်သွားဖို့ရှိပါတယ်တကယ်လို့စိတ်ဝင်စားရဆိုလို့ရှင်တော့ like and subscribe လုပ်ပေးကြလို့ရပါတယ်အားလုံးပဲဆုံးတိကြည့်ပေးအတွက်ကျေးဇူးတင်ပါတယ်နောက်ကလေးမှာပြန်တွေ့ပါမယ်